ဟိုဟာအနုပညာလုတ်ခဲ့တာကျွန်တော်၁၀စုနှစ်တခုကြော်ပြီပေါ့နော်၁၀စုနှစ်ကြော်ပြီအာ၁၀စုနှစ်ကြော်ပြီတဲ့အချိန်မှာအာလူတယောက်ကကိုယ့်ရဲ့အနုပညာဘက်မှာဘယ်လောက်ထိအောင်မြင်နိုင်လဲဘယ်လောက်အတိုင်းအတာတွေရောက်မလဲဆိုလားဘယ်သူမှလိမ်လို့မရဘူးကိုယ့်ကိုယ်ကိုယ်အသေးဆုံးကျွန်တော်တာဝန်ကျင်အောင်လုတ်ခဲ့တယ်လုတ်ခဲ့ပြီးတဲ့အချိန်မှာလည်းအာအနုပညာလုတ်မလုတ်တော့ဆိုပေမဲ့အခုစီးပွားရေးဘက်မှာလည်းတာဝန်ကျင်နေအဲ့တော့ဒီစီးပွားရေးလုပ်ငန်းလေးလုပ်ပါဦး အလူတွေကရင်ဖက်ချင်းပေါင်းရင်အနီးဆက်လွယ်တယ်ပေါ့နော်အလုံးဝကာလာလုံးဝမပါဘူးအဖြူတွေတက်တက်ဖြစ်တဲ့အတွက်တင်းလက်တရားပြောမနာဆိုမနာတွေဖြစ်ကြတယ်အတယောက်လိုအပ်တဲ့အချိန်မှာတယောက်ကပံ့ပိုးပေးတယ်တယောက်ကကူညီပေးတယ်ဒါတွေက gift and take ပါပဲအကုန်လုံးကအသွားပြန်ရှိလို့ဒါဖြူစင်တဲ့မြစ်တာပြန်ရလို့ပဲမြင်ပါတယ်ဟာ ပထမတလမှာတော့ soft opening ပုံစံလေးနဲ့တော့ဖွင့်ပေးပြီအခုကဒီအဲ့ soft opening နဲ့ဖွင့်တော့ကျတော့ formula 1ဆိုတဲ့ကားရည်စေးလေးကမပြီးသေးဘူးမပြီးသေးတော့ကျတော့ခုမှဒီလကြမှာနှစ်ခုလုံးအလုံးနှစ်ခုလုံးကပြီးသွားတဲ့အတွက်ခုနှစ်ခုလုံးပြီးတဲ့အချိန်မှာ grand opening အနေနဲ့ထပ်ဖွင့်လိုက်တာပါအော်ဒါတော့နုပညာကြီးနဲ့လောက်တာမျိုးတော့မဟုတ်ပါဘူးဒါကတော့ကျွန်တော်အာကိုယ့်ရဲ့အာဘယ်လိုပြောမလဲ အာအဓိကတော့မိဘကောင်းလို့ပေါ့နော်မိဘမိဘနေပြီးတော့ကျွန်တော်တို့ဒီလှုပ်လှုပ်ဖို့အတွက် supporting အပြည့်ဝပေးတယ်ပေးတဲ့အတွက်အာဒီလုပ်ငန်းလေးနှစ်ခုဖြစ်လာတယ်လို့ပဲပြောချင်ပါတယ်ဟုတ်ဟာကျွန်တော်ဒီဆိုင်လေးမဖွင့်ခင်6လ9လလောက်ကလေးကအာဒီဆိုင်လေးဖွင့်ဖို့အတွက်အစားအုပ်တွေစားဖို့အတွက်အကုန်လုံးအကုန်လုံးဆိုတာကျွန်တော်တို့ဒီဒီဒီ session တွေအကုန်လုံးအတူတူစူးစမ်းပြီးတော့ run ထားရတာပေါ့နော်အခုချိန်မှာ grand opening နဲ့ဖွင့်ဖွင့်နိုင်ပြီဆိုတော့အရန်ဝမ်းသာပါတယ် ခုလောလောဆယ်တော့ရင်တော့ဆိုရင်အနုပညာအလုပ်လုပ်တော့ဆိုရင်တခြားလုပ်တွေဘာမှမလုပ်ဖြစ်ဘူးလေအနုပညာလုပ်တကူတော့ပဲတတမတ်တက်လုပ်တယ်အခုစီးပွားရေးလုပ်တဲ့အခါမှာလည်းဒီစီးပွားရေးကိုအရင်အောင်မြောင်ရင်စူးစမ်းမယ်စူးစမ်းပြီးတော့မှအချိန်လေးတစ်ခုရောက်သွားပြီဆိုရင်တော့အနုပညာလုပ်လေးပြန်လုပ်ဖို့တော်တော်စိတ်ကူးရှိပါတယ် ဘယ်လိုကြောင့်စဉ်းစားမိရလဲဆိုတော့တက်ရွယ်ပိုင်းခြားတစ်ခုရောက်လာတဲ့အချိန်မှာအနုပညာဝန်ဆာတစ်ခုတည်းနဲ့လည်းဘဝကိုရှေ့ဆက်လို့မရဘူးဒါကျွန်တော်အမြင်ပေါ့နော်ကျွန်တော်မြင်တော့အနုပညာအလုပ်တစ်ခုတည်းနဲ့ဘဝကိုရှေ့ဆက်လို့မရဘူးအဘဝနောင်ရေးအေဂျင့်မှုတွေကခိုင်မာဖို့တက်ကစီးပွားရေးတစ်ခုကမဖြစ်မနေလုပ်ကိုလုပ်တင်တယ်လို့ကျွန်တော်မြင်လို့ပါဟုတ်ဟိုအအနုပညာလုတ်ခဲ့တာကျွန်တော်စေစုနှစ်တခုကြော်ပြီပေါ့နော်စေစုနှစ်ကြော်ပြီအာစေစုနှစ်ကြော်ပြီတဲ့အချိန်မှာအာလူတယောက်ကကိုယ့်ရဲ့အနုပညာဘက်မှာ ဘယ်လောက်ထိအောင်မြင်နိုင်လဲဘယ်လောက်အတိုင်းအတာတွေရောက်မလဲဆိုတာဘယ်သူမှလိမ်လို့မရအောင်ကိုကိုကိုအသေးဆုံးအဲ့တော့ကျွန်တော်ရောက်ခဲ့တဲ့နေရာတစ်ခုမှာကျွန်တော်တာဝန်ကျင်အောင်လုပ်ခဲ့တယ်လုပ်ခဲ့ပြီးတဲ့အချိန်မှာလည်းအာနုပညာလုံမလုပ်တော့ဆိုပေမဲ့အခုစီးပွားရေးဘက်မှာလည်းတာဝန်ကျင်နေတယ်အဲ့တော့ဒီစီးပွားရေးလုပ်ငန်းလေးလုပ်ပါဦး အများကြီးရှိပါတယ်အနုပညာလှုပ်လှုပ်တဲ့ခါမှာလည်းအခက်ခဲတွေတို့အတွေ့အကြုံတွေတို့အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကအနုပညာသမားနေပြီးတော့စီးပွားရေးဘက်ကိုပြောင်းလိုက်တဲ့အချိန်မှာဘာတစ်ခု supporting ပေးလဲဆိုတော့အာအဓိက customer တွေပေါ့ customer တွေကကျွန်တော်ရှိလာရင်အာဒါတရုတ်ဆောင်ဆိုပေမင်းရဲ့ sign အဲအဲ့လိုမျိုးသူတို့တွေလာလာပြီးတော့အားပေးခြင်းလို့လာလာဆိုဘာဖြစ်နေဖြစ်နေတစ်ဖက်တစ်လက်မှအနုပညာလှုပ်ထားလို့လူတချို့တဝက်တိတိတဲ့အတွက်ကိုယ်ဆိုင်လေးတို့က promote လုပ်တဲ့အခါမှာအထောက်အကူပြုတယ်လို့ပဲမြင်ပါတယ်ဟုတ် အဲ့ဒါမှန်ကန်တယ်တကယ်တမ်းလေအာအနုမညာအလုပ်ဆိုတာကအာကံကြံဝရိယဆန်းပေါ့နော်အဲ့ဒါ၄အများကြီးနဲ့သက်ဆိုင်နေအာကိုယ့်ရဲ့အနေထားတစ်ခု ကိုကြိုးစားတဲ့အချိန်ကနှစ်ဘလောက်ကြာပြီလဲကိုကိုပြန်သုံးတတ်ဖို့လိုတယ်နှစ်ဘလောက်ကြာပြီလဲငါရဲ့အောင်မြင်မှုတစ်ခုကဘလောက်ရောက်လာပြီလဲအာပြီးအသက်တည်းကြီးသွားမှာလေအသက်တည်းငယ်သွားမှာမဟုတ်တာအောင်မြင်မှုဘလောက်ရောက်လာပြီလဲအဲ့ဒါအကုန်လုံးသုံးသက်ဖို့လိုတာပေါ့နော်သုံးသက်ပြီးတဲ့အခါမှာအာငါဒီတစ်ခုနဲ့ငါရက်တည်နိုင်ပြီလား ဒါစဉ်းစားရမယ်မရက်တိနိုင်မှုဆိုရင်ကိုယ်ဘဝတိုးတက်ရတိုးတက်ကြအောင်အာပညာတစ်ခုကိုရှာဖွေလေ့လာရမယ်ပေါ့နော်ကျွန်တော်အဲ့ဒီတော့အာကိုယ့်ရဲ့အတိုင်းအတာတစ်ခု ကိုကိုကြည့်လိုက်တဲ့အချိန်မှာအာကျွန်တော်အတွက်တော့ကျွန်တော်ပျော်တယ်ကျေနပ်တယ်ဘာဖြစ်လဲဆိုတော့ကိုဝန္ဒနာပိုင်းဒီအမှုပြန်လုပ်ကြည့်ကိုဒီဇိုင်းမမတ်လုပ်ခဲ့တယ်လုပ်ပြီးတဲ့အချိန်မှာဒီစီးပွားရေးဘက်ကိုပြောင်းတဲ့အချိန်မှာလည်းဒီဇိုင်းမမတ်ပြောင်းလိုက်တဲ့အတွက်စီးပွားရေးလုပ်ကိုလုပ်ရမှာ အာကျွန်တော်မနိုင်ပြောရင်ပုံမညင်စကားတိတ်ပြီးတော့နားမထောင်ဘူးအာပြီးရင်ဟိုကိုလှုပ်ချင်တဲ့အရာ ကိုဖြစ်ချင်တဲ့အရာကိုပဲကိုဒီဇိုင်းမမတ်လုပ်တယ်အာကျွန်တော်တို့ဒီအနုပညာလို့ဆက်လုပ်ပါလားဘာဖြစ်လို့လဲအရှိန်တစ်ခုရနေပြီပဲတို့ပြောနေပြီမဲ့ ကျွန်တော်လိုင်းနာချိန်မှာလိုင်းလာလာအဲကိုလှုပ်ချင်တာတခုကျွန်တော်ခုစီးပွားရေးလှုပ်ချင်တယ်ဆိုရင်ကျွန်တော်စီးပွားရေးတစ်ခုကိုမဖြစ်မနေရအောင်ကျွန်တော်လုပ်တယ်အနုပညာလို့လုံတော့လည်းအနုပညာကိုကျွန်တော်ပရိသတ်တွေရင်းနေရအောင်ဘယ်လိုလေးတရုပ်ဆောင်မလဲဘာလေးလုပ်မလဲအဲအဲ့လိုမျိုးစူးစမ်းတယ်ပေါ့နော်အခုဒါစီးပွားရေးလုပ်မယ့်အရွယ်ရတော့စီးပွားရေးလုပ်တာကောင်းပါတယ် 33နှစ်ပြည့်တော်မှာပေါ့နော်ဒီဆယ်လာပိုင်းဆိုရင်33နှစ်ပြည့်တော်မယ်အာအဲ့ဒီအချိန်မှာကျွန်တော်ဒီလိုစီးပွားရေးလေးလုပ်ဖြစ်သွားတဲ့အတွက်ကိုယ့်ကိုယ်ကိုအရန်ဂုဏ်ယူတယ်အာပြီးရင်ဘေးနားမှာ supporting ပေးတဲ့တငယ်ချင်းတွေရောညီကိုမောင်နှမတွေရောအမေတွေရောအာအကုန်လုံးကျေးဇူးတင်ပါတယ်ဟုတ်ဟုတ် အာလေးလာမှုပါလို့ဆိုအမှန်တမ်းပြောရင်ကျွန်တော်ဒီစီးပွားရေးဆိုအစိမ့်တက်တက်ကြီးကျွန်တော်ဘာတစ်ခုမှနားမလဲဘူးအာနောက်ပိုင်းမှဟိုအဓိကတော့အတွေ့အကြုံအတင်သွားတာပေါ့အာပတ်ဝန်းကျင်မှာပတ်ဝန်းကျင်ကောင်းနေရှိတယ်အာဘာလုပ်ရင်ဘာဖြစ်မလဲဆိုတာစီးပွားရေးနဲ့ပတ်သက်ပြီးတော့ပြောပြမဲ့လူတွေရှိတယ်ဥပမာဟိုမေမေခေးရဲ့အမျိုးသားအာရောက်ဖပေါ့နော်ရောက်ဖဆိုရင်လည်းဆိုပြီးစီးပွားရေးလုပ်ရင်ဒီလူဒီလူလေးလေးဆောင်ရွက်ရှောင်ရွက်လေးရှိတယ်ဒီလူမျိုးလေးလောက်ရတယ်အဲ့အမျိုးလေးတွေပေါ့နော်ဘီနာတွေပေါ့ supporting ပြေးဝအထောက်ပံ့ပေးတဲ့လူတွေရှိတဲ့အတွက်အာအခက်ခဲရှိခဲ့ပေမဲ့အကုန်ကျော်လာခဲ့ပါတယ်ဟုတ် ရန်ကျေစုတနေကျွန်တော်ပေါ်မှာအခြေအဆုံကသူတို့တွေပဲကျွန်တော်ကျွန်တော်အများအား supporting ပေးတယ်ကျွန်တော်ဘာလုံနေနေကျွန်တော်ဘာဖြစ်နေနေဘေးနားနေပြီးတော့ဖြူဖြူစင်စင်နဲ့အများအားပတ်မှုကူညီပေးတာပါဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဟုတ်အဓိကတော့အဖြူပေးလို့အဖြူပြန်ရတဲ့သဘောပါလူတွေကရင်ဖက်ချင်းပေါင်းရင် အာနီဆက်လွယ်တယ်ပေါ့နော်အာလုံးဝကာလာလုံးဝမပါဘူးအဖြူတွေတက်တက်ဖြစ်တဲ့အတွက်တရင်တွေတရားကိုပြောမနာဆိုမနာတွေဖြစ်ကြတယ်အာတရောင်းလိုအပ်တဲ့အချိန်မှာတရောင်းကပံ့ပိုးပေးတယ်တရောင်းကကူညီပေးတယ်ဒါတွေက gift and take ပါပဲအကောင်တော့အသွားပြန်ရှိလို့ဒါဖြူစင်တဲ့မြစ်တာပြန်ရလို့ပဲမြင်ပါတယ်ဟုတ် အာဟုတ်ကဲ့ကော်ဖီဘိုင်းနဲ့ပတ်သက်ပြီးတော့တင်နန်းတော့မတက်ခဲ့ဘူးပေါ့နော်မုံဘိုင်းနဲ့ပတ်သက်ပြီးတော့ကိုကတင်နန်းနေတက်ခဲ့တယ်တက်ခဲ့တဲ့အတွက်ဒီမုံဘိုင်းနေမှာအရသာဘလို့ရှိတယ်ဒါပေမဲ့ကိုကကော်ဖီကြိုက်တဲ့ထဲမှာပါတာပေါ့နော်ကော်ဖီကြိုက်တဲ့ထဲမှာပါကြတော့အာကော်ဖီကတော့အများတန်းတောက်ဖြစ်တဲ့အတွက်ဒီမှာဆိုလဲကစတမာတွေစိတ်ကြိုက်ပေါ့နော်ကစတမာတွေတို့ကအာဘာတွေလိုရလဲကော်ဖီရတာအဆင်ပြေပြီလားအကုန်လုံးအစားကြည့်တယ်အကုန်လုံးအဆင်ပြေပြီဆိုမှကစတမာတွေကိုချပြတာပေါ့နော်ဟုတ် โอเคဒီမှာကျွန်တော်တို့ service အနေနဲ့အာနောက်လာဆပြီးတော့မနက်9နာရီကနေည9နာရီထိအာတိုးချက်ဖွင့်လေသွားဖို့ရှိပါတယ်။ပြီးရင်အစားအသောက်အကုန်လုံးမွေးငါးတွေရောရေစံစည်းတွေရောရေစိမ်တွေရောပေါ့နော်အစားအသောက်အကုန်လုံးကိုမနက်9နာရီကနေည9နာရီထိအချိန်မရွေးစားလို့ရအောင်စီစဉ်ပေးထားပါတယ်ခင်ဗျာ။ အာဒါဟိုလာတဲ့ခါလည်းလာပါတယ်လာတဲ့ဟိုလာတဲ့ခါများပါတယ်အာစားနေဆိုတာသူတို့ကဘာဖြစ်နေဖြစ်နေတငယ်ချင်းတွေကအချင်းချင်းဟို respect ရှိတယ်အာတကယ်လို့တကုတ်ကုတ်စားတင်တယ်ပြုတ်တင်တယ်ဆိုရင်ကျွန်တော်အရင်ဖုန်းဆက်တယ်တငယ်ချင်းရေဒီနေ့တော့ငါနေဝင်ကျွေးတော့အာနေနေကျွေးတော့အာအဲ့ဒါမျိုး respect ရှိတယ်ဒီတိုင်းကြီးလာထိုင်ပြီးတော့စားတော့ပြီးမရှင်းတော့လဲလို့တော့မရှိဘူးကျော်ထက်စော်ကတော့အသေးကုန်ယူတာတငယ်ချင်း ဒီနေရာလေးကငါ့အတွက်အရန်လုံကြုံတဲ့နေရာလေးဒီနေရာလေးကငါ့အတွက်အရန်ဘယ်လိုအလုံးလုံးလို့ကောင်းတဲ့နေရာလေးပေါ့နော်။ तू ကအမြဲတမ်းကားလာပြင်တယ်ဒီနောက်မှာ ီနောက်မှာကားအမြဲတမ်းပြင်တယ်ဖြိုးရဲ့အဖေရှင်မှာကားပြင်တာပေါ့နော်သူကားပြင်ကားပြင်နဲ့အရင်နောက်ဆိုင်ဒီနောက်မှာဘာဆိုင်မှမရှိဘူးမရှိရင်သူတို့အပြင်မှာပဲအဲ့လိုမျိုးထိုင်ပြီးတော့အဲ့လိုမျိုးပဲနေရတာပြင်းစရာကောင်းတယ်လေဒီဆိုင်ထဲမှာအခုဒီဆိုင်လေးဖွင့်လိုက်တော့ကြသူကားပြင်နေတဲ့ဒီမှာအေးစေးစေးကော်ဖီလေးတောက်မယ်အနားယူမယ်အလုပ်လေးလုပ်မယ်ဆိုတော့ဒါသူတို့အရန်ဆင်ပြေတယ်တဲ့ပြီးတော့တခြားတငယ်ချင်းသွန်းတို့နှင်းလက်ကြီးတို့အကုန်လုံးကလည်းဒီလုပ်လေးလုပ်လိုက်တဲ့အတွက်သူတို့အရန်ဝမ်းသာပါတယ်ကျွန်တော်တို့ ဟုတ်ကဲ့အာဒီဆိုင်လေးက coffee culture ဆိုင်လေးကကျွန်တော်တို့အဓိက formula 1ပေါ့နော် formula 1ဆိုရဲကားရီစင်းနဲ့နှစ်ခုတွဲဖွင့်ထားတာပါကားရီစင်းနဲ့ကား support တိုင်းနဲ့အာဒီမှာဆိုရင်ဘာဖြစ်နေပြင်း coffee ဆိုင်လေးမှာထိုင်ပြီးတော့အာစောင့်ရင် customer တွေအတွက် waste မဖြစ်ဘူးပေါ့နော်အချိန်တွေ waste မဖြစ်ဘူးဒီမှာစားတောင်းရင်စားရင်လည်းအာကားရီစေးရလေးပဲဖြစ်ဖြစ်ကား workshop ကားပြင်တာလေးပဲဖြစ်ဖြစ် အာခင်းလောလုံရင်းနဲ့ဒီမှာလာပြီးထိုင်လို့ရပါတယ်ပြီးတော့ဒီဆိုင်လေးကအဓိကကျွန်တော်နီနီနာနာပြောရရင် Pro 1 Mi Point ရှိတယ်ကြပဲသိ Mi Point ရှိတယ်အဲ့ Mi Point နှစ်ခုကြားမှာရှိပါတယ်ဟုတ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီဆိုင်လေးကိုအာမီနူအရသာတွေကိုလာရောက်သုံးဆောင်မှုအတွက် customer အားလုံးကိုဖိတ်ခေါ်ပါတယ်ဟုတ်ကျေးဇူးပါ